ဒီနေ့ဆက်လက်ပြီးတင်ဆက်ပေးခြင်းတဲ့သတင်းဆောင်ပါတစ်ပုဒ်ကတော့ကုလဆိုးဝေးရေးသားတဲ့အာဆီယံညီညွတ်မှု ထိမ့်သိမ်းရေးတက်များထားရှိဖို့အဆိုပြုဆိုတဲ့သတင်းဆောင်ပါတစ်ပုဒ်ပဲဖြစ်ပါလေ။ကျန်းဖက်သမားမင်းအွန်လိုင်းနဲ့အဖွဲ့ဟာ၎င်းတို့နေပြည်တော်မှာဘေးမတည်ရင်မခနေရရင်ပြီးရောပုံစံမျိုးနဲ့လက်ရှိအတိုင်းကြာကြာဆက်သွားလို့မဖြစ်တော့ဆိုတာကိုသိထားကြပြီးဖြစ်ပါလေ။ တဖက်မှာဒေါ်လာရေးတက်ဖွဲ့များအင်အားကောင်းသည့်ထက်ကောင်းလာပြီးပြိပခများရှိန်မြင့်တက်လာတာနဲ့အမျှနိုင်ငံတကာမှ မဖြစ်မနေတနည်းနည်းနဲ့ပါဝင်ပတ်သက်လာကြတော့မှာကိုလေတွက်ဆမိမိသာဖြစ်ပါတယ်၎င်းတို့အတွက်ဘူးဇော်ဦးအချက်ပေးလာတာက ထိုင်းနိုင်ငံသား၏ဝန်ကြီးဟောင်းကာစစ် ပီရိုမြပင်ဖြစ်ပါတယ်၎င်းရဲ့ဆိုပြုချက်ကိုဘန်ကောက်ပို့သတင်းစာမှတဆင့်ယခုလိုရေးသားလာခဲ့ပါတယ် မြန်မာတို့ရဲ့ပြည်ပခါပြည်တွင်းစစ်ကြီးအဖြစ်တဖြည်းဖြည်းကြီးထွားလာသည်နဲ့အမျှအာဆီယံအတွက်ပြည့်ပြည့်သားသားဆုံးဖြတ်ရတော့မယ့်လမ်းစုံလမ်းကွာကိုရောက်ရှိလာနေပြီဖြစ်ပါတယ်။အကြံပါစစ်တမယာယီအပြစ်ရက်ရေးဆိုရီကိုငញ្ញမ်းရေးအသွင်ယူကမြေလံစနစ်ကျင့်သုံးပြီးလေကြောင်းမှ တိုးပြီးတိုက်ခိုက်လာနေတာကိုနိုင်ငံနိုင်ငံတကာအနေနဲ့အမှန်တကယ်တိုးတက်မှုလို့မြင်အောင်မကြည့်နိုင်ပဲ ဝါရဖြန့်ချီမှုများနဲ့မကြာခဏဆူသလိုရောထွေးကုန်ပါတယ်။အာဆီယံနေနဲ့စိတ်ကူးစိတ်တမ်းပေါ်သလိုရေးသားထားတဲ့ကြီးညာချက်များနဲ့တင်းတိမ်၍မရတော့ဘဲရဲရင်ပြတ်သားပြီးလက်တွေ့နဲ့နှီးဆက်တဲ့လမ်းကြောင်းကိုရွေးချယ်ချမှတ်ရတော့မှာဖြစ်ပါတယ်။ထို့အတွက်ဝါရင်မလေးရှားဗိုလ်ချုပ်ကြီးဦးဆောင်ပြီးထိုင်းဖိလစ်ပိုင်အင်ဒိုနီးရှားတို့မှစစ်ဘက်ရရှိများပါဝင်တဲ့စစ်မစ်ရှင်အဖွဲ့ကိုစေလို့ရမှာဖြစ်ပါတယ်။ ၎င်းတို့တာဝန်ရာတိုက်ခိုက်ရေးအတွက်မဟုတ်ဖဲပြိပခမှာပါဝင်နေသူများနဲ့ထိတွေ့ပြီးဗတ်လိုက်ချင်းကင်းစွာဖြင့်၎င်းတို့ရဲ့အတန်များကို နားထောင်အခြေအနေကိုသုံးသပ်ပြီးဆွေးနွေးနိုင်မဲ့လမ်းစာကိုဖွင့်ပေးနိုင်ရန်အတွက်ဖြစ်ပါတယ်ထိုမှတဆင့်ယုံကြည်မှုပွင့်လင်းမြင်သာမှုရှိမှုဆိုတဲ့အခြေခံများတည်ဆောက်နိုင်မှာဖြစ်ပြီးထို့သို့အနေထားရောက်လာရင်အာဆီယံမှစစ်မှုဒဏ်များ ဆွေးနွေးကြတဲ့အဖွဲ့အစည်းများမှအားဖြင့်ပေးလာမဲ့ကုလသမဂ္ဂငြိမ်းချမ်းမှုထိန်းသိမ်းရေးတပ်များမှအပြစ်ခတ်ရစဲရေးစောင့်ကြည့်ခြင်းဖြင့်တင်းမာမှုများရှော့ချနိုင်မှာဖြစ်ပါလေ။တပြိုင်နက်တည်းဆိုသလိုလူသားချင်းစာနာထောက်ထားမှုအကူအညီများပေးနိုင်မဲ့ဇင်းညံလမ်းမကြီးအားထိုင်းမြန်မာနယ်ခြားမှာတဆင့်တိဆောက်ပေးရမှာဖြစ်ပါလေ။ ထိုမှတဆင်တည်တံ့ခိုင်မြဲမဲ့ဖြစ်ရှင်းချက်ရရှိရန်ဖက်ဒရယ်ပြည်ထောင်စုကိုငြိမ်းချမ်းရေးလူမျိုးပေါင်းစုံအတူရှင်တွဲနေထိုင်ရေးအတွက်လုပ်ငန်းပေါင်းဖြစ်လက်ခံကြရမှာဖြစ်ပါလေမြန်မာကျမ်းပဲစစ်ကောင်းဆောင်များနားလည်နိုင်ရန်စစ်သားချင်းချင်းပြောနိုင်မှ ဖြစ်မှာပါကျမ်းပါသမားမင်းအောင်လှရာဆင်လာတိုင်းတန်တမန်ကြီးကမ်းလှမ်းမှုကိုတုံ့နှိပ်ပါဝေလုပ်နေခဲ့ပြီးဖြစ်ပါတယ် ဝန်ထဲစရာကောင်းသူကအာဆီယံခေါင်းဆောင်များနဲ့နိုင်ငံတကာမိဖအများပြားဟာ စစ်အုပ်စုရဲ့လက်ကွက်များကိုမျက်စိစုံမိတ်ယုံကြည်စွာလက်ခံခဲ့ကြခြင်းပဲဖြစ်ပါတယ်။အဖြစ်ကရစဲကြီးဆိုဒီကအစ်အမှန်ဖြစ်ရမှာဖြစ်ပါတယ်။မှန်ကန်ကြောင်းစီစစ်နိုင်ရပါမယ်။လူသားချင်းစာနာမှုဖြင့်အကူအညီပေးနိုင်ရေးကိုခြေခံရပါမယ်။ရင်ချက်များတစ်ခုခုခြုံရင်းနေမယ်ဆိုကဆက်ပြီးအကျန်းဖတ်ရန်ထောက်ခံပေးနေခြင်းမျိုးသာ ဖြစ်ပါလိမ့်မယ်။ပြည်သူများရဲ့အဆိုပြုချက်ဟာပေါ်ရန်အားဖြင့်လက်ခံနိုင်ဖွယ်ရှိပါလေ။ဤဒီကလည်းဒုက္ခရောက်နေသူများအတွက်အကူအညီပေးနိုင်ရန်အတွက်သာဖြစ်ပါလေ။လမ်းကူးလက်သို့ရောက်လာနေပြီးဖြစ်တဲ့တော်လန်ကြီးအတွက်ကြားမှနေပြီးမင်းလဲမင်းအိမ်ပြန်ရန်မင်းတို့လဲရှေ့တိုးမလာနဲ့ပုံစံမျိုးနဲ့ဟန်တာလာမီကိုတော့မိသူများလက်ခံနိုင်ကြမှာမဟုတ်ပါဘူး။ နိုင်ငံရေးအဖြစ်ရှာရန်စစ်မှန်သောဖက်ဒရယ်မှုကိုလက်ခံပါမယ်လို့ခိုင်မာသောဂရိကုဝမျိုးရရှိမှသာထိုလုပ်ငန်းဘောင်အတွင်းနိုင်ငံတကာကြီးကြပ်မှုဖြင့်မိတို့မိပုံအကောင့်ထဲပေါ်မိကိုဆွေးနွေးခြင်းမျိုးကိုသာလက်ခံနိုင်မှာဖြစ်ပါတယ်။မလေးရှားဝန်ကြီးချုပ်မှလည်းဒေတာတွင်ကျူးစီးပွားအတွက်မြန်မာပြည်ထနာကိုအာဆီယံအနေနဲ့စူပေါင်းကင်တွယ်ရန်လိုအပ်လာပြီလို့အပူတပြင်းတောင်းဆိုလာပါတယ်။ အာဆီယံနိုင်ငံများအနေနဲ့မင်းအွန်လိုင်းတို့အဖွဲ့တက်တောင့်တက်တာဆက်နေသွားရေးဆိုတဲ့လမ်းကိုရွေးမိလို့တူဒီမို့ပြည်ထနာကိုပြည်လေအောင် ဖြည့်ရှင်းပေးခြင်းဖြင့်မိမိတို့အဖွဲ့ကြီးရဲ့အကျိုးစီးပွားကိုကာကွယ်ကြမိလို့ဆိုဒီကိုရွေးချယ်ကြရတော့မှာဖြစ်ပါလေပြည်သူတို့ရဲ့ခုခံတွန်းလှန်စစ်မုတ်ချအောင်ရမယ်